မိုက်ခဲရတာကမှဝါသနာပါတဲ့ဘောလုံးသမားများနံပါတ်1အာလင်ဟာလန်မန်စီးတီးသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဆန်ကေတာအလှပိုင်ရှင်လေးဟာလန်ကတော့ရက်ဆွေရတာကိုအလုံးဝါသနာပါတဲ့သူဖြစ်ပါတယ်အသက်15နှစ်လောက်မှာနေဝေးကဘောဒါရီနဲ့အတူတန်တီးတို့ကြောင့်ပြီး red bull ဆိုထားသေးပါတယ် ဟာလေးရပ်ပါနာမည်ကတော့ flow king ဖြစ်တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ဆိုရရဲ့ rap ကတော့ flow king ဆိုတဲ့နာမည်နဲ့တသက်ဆင်အောင်လွှဲနေတာမို့လို့နာဒုက္ခခံပြီးဖွင့်ပြမနေတော့ပါဘူး။အခုဆိုရင်တော့ဟာလေးရဲ့အတန်ဆိုးကြီးကိုနောက်ထောင်ထားတဲ့သူအကြီးအတွက်ကဆယ်တန်းကျော်ထိကိုရှိနေပြီလို့သိရပါတယ်။ဒါကြောင့်သူချင်းမင်းတို့လည်းတစ်ချိန်မှာအောင်မြင်ဘူးလို့ပြောလို့မရတာကြောင့်ငငယ်ကရှောက်ဆူထားတဲ့တစ်ချိန်နေရှိသေးရင်ခုရေကဖြတ်ထားကြဖို့လည်းအကြံပေးခြင်းပါ။နံပါတ်1ဘယ်နဲ့အတင်ယူ ဘရာဇီးမော်ဆရာကြီးတယောက်ကလည်းဘောလုံးလောကကနေစပြီးအနားယူစဉ်တော့ကဂီတလောကတွေကိုမျက်စိလည်ပြီးလမ်းမလာခဲ့တာ။တနောက်၆ခုနှစ်မှာပထမဆုံးသချင်းတစ်ပုဒ်စတင်ထွက်ရှိခဲ့ပြီးတော့အခုဆိုရင်တော့၁၀ဖို့ကျော်ကျော်လောက်ရှိနေရတာ။ဝနဒီညိုကတော့ငယ်စဉ်ကတည်းကဂီတကိုဝါသနာထုံခဲ့သူဖြစ်ပြီးတော့ဘောလုံးသာမကန်ပြစ်ခဲ့ဘူးဆိုရင်ဂီတလောကတွေကိုခြေစုံပြုတ်ဝင်မဲ့သူဖြစ်ပါတယ်။ဝနဒီညိုတီးဆိုထားတဲ့တချင်တွေကတော့ပေါ်တူဂီဘာသာနဲ့အများဆုံးတီးဆိုထားတာတွေဖြစ်ပါတယ်။အဲကြောင့်တေဂျာရာတစ်ခုကတော့သွားနာထောင်လဲဘာတစ်ခုမှနားလည်မှာမဟုတ်ပါဘူး။နံပါတ်3မန်ဖစ်စတီပိုင်း နယ်သာလန်သားလေးတယောက်ဖြစ်တဲ့ဒီပိုင်းကလည်း2018ခုနှစ်မှာဟိပ်ဟော့လောကတွေကိုစတင်ခြေချခဲ့ပါဒီပိုင်းကတော့ဟာလန်တို့လိုရောင်းချောင်မဟုတ်ဘဲနဲ့ကိုပိုင် YouTube channel ပါထောင်ပြီးတော့သချင်းတွေ share ထုတ်နေရပါပထမဆုံး rap သချင်းကိုတော့နိုင်ငံအသင်းပေါ်ဖြစ်တဲ့ Quincy Brown နဲ့အတူတွဲဖက်တည်ဆိုခဲ့ပါလက်ရှိသူ့ရဲ့ channel ကလည်း subscriber တသန်းကျော်အထိတောင်ရှိနေပြီးတော့ rap သချင်းအပေါက်20ကျော်လောက်ထိကိုထုတ်ခဲ့ပြီးပါပြီအပြီးခဲ့တဲ့2020ခုနှစ်တုန်းကလည်း Heavy Stepper ဆိုတဲ့နာမည်နဲ့ Evan တစ်ခုထွက်ရှိထားသေးပါတယ်ဒီပိုင်းကတော့ဘောလုံးလောကကနေအနားယူပြီးသွားရင်တော့ဟိပ်ဟော့လောကရဲ့ခြေစုံပြည့်ဝ ွေပို့ဆုံးဖြတ်ထားပါတယ်ဒီပိုင်းကတော့ဟာလန်လို့ဘာလွဲကီးချုံမဟုတ်ပေမဲ့တချင်းရော music video ကိုပါ share ဖြုတ်ထားခဲ့တာဖြစ်ပါတယ်နံပါတ်၄ပေါ့ပါအားနေစပင်းမဲညက်နေတဲ့ပေါ့ပါတယောက်ကလည်းစပင်းညက်ရုံနဲ့မကဘဲနဲ့မိုက်တီလေးခဲခဲ့ပြီဒီကနေ့2020တုန်းကမှပြင်သစ် rapper ဆိုတော့ Mangala V ရဲ့တချင်မှာ feature ရင်းလေးတစ်ချောင်းနဲ့ကြောင်းလောက်ဝင်ဆိုခဲ့ပြီပါ။အဲဆိုရတာကတော့တပုတ်လုံးဆိုပေမဲ့တကယ်တမ်းမှာတော့စာသားနှစ်ချောင်းနဲ့ဒီနှစ်ချောင်းလေးကိုပဲပတ်စုံနေရပါ ဲဘယ်လိုပဲဖြစ်ဖြစ်စုံမလုံလုံနဲ့စင်ပေါ်တက်ကသွားတဲ့နေမာနဲ့ရှင်လိုက်ရင်တော့အများကြီးတာတယ်လို့ပဲပြောရမယ်။နံပါတ်5စာဟီယိုရာမို့စ်လူကြီးရမ်မို့စ်ကတော့ကိုင်းထဲမှာသာချမ်းပေးရမ်းပေးဆိုပေမဲ့အမှုပညာကိုတော့အင်မတန်ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ်။2018ခုနှစ်ကလေးကတချင်းတွေကိုစဆုံနေပြီဖြစ်ပြီးတော့တိတ်မကြသေးခင်တုန်းကပဲ Sea Palace ဆိုတဲ့နာမည်နဲ့တကူတော့ရှင်းတဲ့ပုတ်ထွက်ရှိထားသေးပါတယ်။ ရာမိုစီရဲ့တခြင်းတွေကစပိန်ဘာသာနဲ့တည်ဆူထားတဲ့တခြင်းတွေဖြစ်ပြီးတော့စပိန်ဆိုတော့အများစုနဲ့လည်းအကျွမ်းတဝင်ရှိသူတယောက်ဖြစ်ပါတယ်။အဒီစီနဲ့မှာတော့ရာမိုစ်နဲ့ဒီပိုင်းတို့နှစ်ယောက်ကတော်တော်လေးဟုတ်နေတယ်လို့ပြောရတယ်။နောက်ဆုံးတင်တဲ့ကတော့အဖွန်ဆိုဒေးဗစ်ဖြစ်ပါတယ်။ဆော့ပစ်ကောင်ကြီးဒေးဗစ်ကလည်းရက်တချင်းနေတီဆူရတာကိုအလွန်ဝါသနာပါတဲ့သူတယောက်ဖြစ်ပါတယ်။အဲလောလောဆယ်ဒီရက်တချင်း၅ဘုတ်ထိထွက်ရှိထားပြီးတော့သူ့ရဲ့အသင်းဖြစ်တဲ့ဘိုင်ယန်မြူနစ်အတွက်လည်းတချင်းနှစ်ဘုတ်တီဆူထားသေးပါတယ်။ဒေးဗစ်ကတော့ဆော့ပစ်ခေယာပြီးခဲ့တဲ့က Music လောကတွေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ Thank you.